အဲ့ငလင်ဖြစ်တော့ကြပြတော့နေကြည်တော်မှာပေါ့နော်ကိုရှင်မာတွေကိုပြိုတာတွေကိုကို့ထမင်းလာချက်ပေးတဲ့အန်တီတွေဆုံးမတဲ့အထိကိုကလည်းမြင်ခဲ့ရတဲ့အတွက်ကြောင့်ငလင်လှုပ်တဲ့နေတွေကစားပြီးစိတ်နဲ့ကိုယ်နဲ့မကတ်တာဘာမှလည်းစဉ်းစားလို့မရဘူးပြရတော့မန္တလေးဆိုင်ဆိုလဲပြိုရတဲ့ပါတယ်အခုချိန်ထိကိုစိတ်တရားလေးပုံမှန်မဖြစ်သေးဘူးဒါတောင်ကြပြတော့အသက်ဘေးနဲ့ရင်မဆိုင်ခဲ့ရဘူးကိုနေတဲ့အဆောက်အဦတွေပြိုတာတွေမြင်ခဲ့ရတယ်အဲ့ဒါတောင်မှပဲကြပြတော့လောက်သွေးပြက်တာတကယ်ခံစားနေရတဲ့သူတွေနောက်ပြီးတော့ဒီရှာလို့မထွေသေးတဲ့ တကယ်ကိုပြိမိနေတဲ့သူတွေအတွက်မိသားစုဝင်တွေဆိုရင်ယူကျုံးမရပဲ စတုဒိတာကျွင်းနဲ့ဆိုင်မှာဒီရေဘေးဒီငလင်ဘေးတွက်ကိုပေါ့နော်အတူခံပြီးတော့ကိုတတော့တနေရာနေပောင်းရင်ကူညီပဲနောက်ပြီးတော့ခလေးတွေလည်းပေါ့နော်ကျွန်တော်ဆိုင်ရာခလေးတွေလည်းအာသူတို့လည်းလှူကျင်ကြတယ်ဘာပဲဖြစ်ဖြစ်အခုချိန်မှာလှူဖို့ဆိုတော့ကိုကြီးရမလူလှူဖို့အဆင်မပြေတဲ့သူတွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်စီပိုင်းနဲ့ပတ်သက်ပြီးပြေတဲ့အားတွေလည်းရှိရမပြေလာတဲ့ရှိရဆိုတော့အလူလည်းမခံချင်ဘူးအဲ့တော့ကိုကစတုဒိတာကျွင်းမယ်နိုင်တဲ့သူကနိုင်ကြလောက်တွေပဲကူပါမနိုင်လို့မကူလည်းဘာမှမဖြစ်ဘူးအဝစားပါအဓိကကျွေးချင်တဲ့စိတ်ကအဓိကပါဟုတ် ခုအခုအခြေအနေရတကယ်ကိုနေ့မြင်ညပြောက်ပေါ့နော်ဟိုတကယ်ကိုချက်ချင်းမိနစ်ပိုင်းတွေမှာဖြစ်သွားတဲ့အတွက်ကြောင့်အကုန်လုံးရင်ဆိုင်နေရတဲ့အပူတွေကိုလည်းနားလေတယ်တောကတွေကိုလည်းနားလေတယ်အဲ့ငလင်ဖြစ်ကြကြပြရနေကြည့်တော့မှာပေါ့နော်နေကြည့်တော့မှာဆိုင်ဈေးရောင်းပွဲတော့လုပ်နေရတဲ့အချိန်ပေါ့ကိုကိုတိုင်းလည်းမြင်ခဲ့ရတယ်ကိုကိုတိုင်းလဲကိုရှင်မာတွေကိုပြိုတာတွေကိုကို့ထမင်းလာချက်ပြီးတဲ့အန်တီကြီးတွေဆုံးမတဲ့အထိ ို့တွေကအဖွဲရသူတွေတော့မှဆုံးတဲ့အထိကိုကလည်းမြင်ခဲ့ရတဲ့အတွက်ကြောင့်ဘလို့ကြီးမန်းကိုမသိဘူးအဲ့ဒီငလင်လှုပ်တဲ့နေတွေကစားပြီးစိတ်နဲ့ကိုယ်နဲ့မကတ်တာဘာမှလည်းစဉ်းစားလို့မရဘူးဘာမှလည်းတွေးလို့မရဘူးကိုကိုတိုင်းလည်းအိရာလည်းလဲတဲ့အခြေအနေဒီဖြစ်တဲ့အခါကျတော့ကိုမှလည်းကြပြတော့မိသားစုဝင်တွေကအကုန်လုံးအိမ်ပြိုတယ်ကြပြတော့မန္တလေးဆိုင်ဆိုလည်းပြိုရတယ်ပါတယ်အခုချိန်ထိကိုစိတ်တရားလေးပုံမှန်မဖြစ်သေးဘူးဒါတောင်ကြပြတော့ အသက်ဘေးနဲ့ရင်မဆိုင်ခဲ့ရဘူးကိုခံစားခဲ့ရတဲ့ဒီငလျုံခံစားခဲ့ရတဲ့ပြိုရာတွေပြက်တာတွေလမ်းအကုန်မျက်စိရှိမှကိုနေတဲ့အဆောက်အဦတွေပြိုရာတွေမြင်ခဲ့ရတယ်အဲ့ဒါတောင်မှပဲတပြားတို့တလောက်သွေးပြက်တာတကယ်ခံစားနေရတဲ့သူတွေနောက်ပြီးတော့ဒီရှာလို့မထွေသေးတဲ့တကယ်ကို ပိတ်မိနေတဲ့သူတွေအတွက်မိသားစုဝင်တွေဆိုရင်ယူကျိုးမရပဲအင်တာဗျူးလေးတွေကြည့်လိုက်ရင်တော့မှကိုယ်မှမျက်ရည်ပေါက်ပေါက်ကျပြီးတော့အဲ့လိုယူကျိုးမရဘူးပဲကိုယ်လည်းကိုယ်ကိုယ်တိုင်လည်းခံစားရတယ်ပေါ့အဲ့ဒီလည်းနည်းနည်းပြည့်စုံရတယ်ကြာတယ်အဲ့ဒါလည်း နည်းနည်းမဟုတ်အကုန်လုံးပဲအာကျွန်တော်မန္တလေး KB မန္တလေးဖွင့်လာတဲ့အိမ်ကအာတချမ်းကပြူသွားတာပေါ့နော်တချမ်းကလုံးလုံးပြူသွားတယ်အဲနောက်အိမ်ထဲဝင်လို့ရတဲ့အချိန်မှာဆက်လိုက်တဲ့ခါကျတော့လည်းအိမ်တိတ်အိမ်လုံးကနေလို့မရတော့ဘူးပေါ့နော်အကုန်လုံးဒါတောင်ပြရတို့ဆိုတော့တော်တော်ကန်ကောင်းတယ်အိမ်ကကားတွေဆိုရင်လည်းပြရတို့မိသားစုဝင်ရကားတွေဆိုအဲ့အချိန်မှာစီသွားခဲ့တော့အပြင်ရောက်နေလို့နောက်မဆိုရင်အကုန်လုံးလူတွေရောကားတွေရောအခုချိန်မှာတော့ဗာပဲဖြစ်ဖြစ် ဟိုပစ္စည်းဆုံးရှုံးသွားတယ်ဆိုပေမဲ့လူတွေအသက်အန္တရာယ်မဖြစ်တာဟိုပဲလူတွေပြေးကင်းတာဟိုပဲပြရတော့ဒါဟိုကံကောင်းတယ်လို့ပြောရမှာပေါ့နော်ကွန်ပျူတာဆိုရင်နေရာပြိုင်တာဟိုအမှားအခုရောအခုတော့အခုတော့အမ်ဒီမင်းမျိုးမှာပဲခဏနေရပါတော့ပထမရက်တည်းကတော့ကြရတော့အထက်မှာပစ္စည်းတွေလည်းရှိတဲ့အတွက်ကြောင့်ဒီကြီးတွေကတော့လမ်းမှာပဲအိပ်ရတာပေါ့လမ်းမှာပဲအိပ်ရတယ် ဒါမှပဲပစ္စည်းတွေစောင့်ရတယ်။ပြရတော့အထည်တွေလည်းအများကြီးရှိတယ်။အာမိသားစုဝင်တွေလည်းလောလောဆားတွေလည်းရှိတဲ့အခါကျတော့အပြင်မှာပဲစောင့်ပြီးတော့နေရတာပေါ့။အခုတော့ဖြိုတဲ့အခွဲတွေနဲ့ပါနဲ့ဆိတ်ဆက်ရပြီးတော့ဖြိုတင်တာတွေဖြိုရီရာရာရှိရာတွေအေးတီးရဲ့စားရဆက်တယ်နဲ့ရှူပြီးတော့အခုတော့မင်းမျိုးမှာပဲနေရတာပေါ့။ဒါအားလုံးနဲ့ရှင်တော့ကြ བྱ ာတို့ရဲ့အပူကဘာမှမပြောပါလောက်ပါဘူးသို့ပေမဲ့ကြ བྱ ာတို့လည်းအဲဒီကာလလေးတဲ့ကြံကာလလေးတွေဖြစ်တဲ့အတွက်ကြာကြ བྱ ာတို့ဈေးရကြ བྱ ာဆိုဈေးရောင်းပွဲတော့ နှစ်ခုစာအကုန်စီစဉ်ထားရတယ်နောက်ပြီးတော့ကြံအတွက်တွေစီစဉ်ထားရတယ်နောက်ပြီးတော့ကြပြဆိုင်ခွဲဖွင့်ဖို့တွေဆိုင်ကြီးစာချုပ်ချုပ်ထားရတယ်အဲ့အတွက်ကြောင့်ကြပြဆိုလဲပုံမှန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အရန်ကြက်ကြက်တဲတဲ့ခါတွေခက်ခဲတဲ့ဟာလေးရှိရပါတော့เนาะအခုချိန်ဆိုရင်စိတ်သွားတိုင်းကိုမပါဘူးကိုအများကြီးလူချင်းတယ်ဒါပေမဲ့ကြပြစီမှာဒီပစ္စည်းတွေမှာကြပြငွေသွားကျွန်နေတာတွေရှိတယ်အဲ့အတွက်ကြောင့်ကြပြအများကြီးမလူနိုင်ဘူးဒါပေမဲ့လူချင်းစိတ်ကတော့ရင်ထဲမှာအရန်ရှိတယ်ဒါပေမဲ့ကြပြလုတ်ပေးနိုင်တာတော့ကြပြမပြတ်နေစင်တယ်အများကုသိုလ်ကောင်းမှုတော့ကြပြအမြဲတမ်းလုတ်ပေးတယ်ကိုမှ အာဘာမှဟိုကိုကိုလေးလည်းရောက်သွားမလို့နိုင်ဘူးဆိုရင်တော့မကိုကျမ်းမာရေးရောเนาะကိုအိမ်ကနေပြီးတော့နေ့စဉ်နဲ့အမြကုတော်ကောင်းမှုအမြဲလုပ်ပေးတယ်အခုဆိုလည်းကဗျာတပိုင်းတနိုင်လေးဗျာဒါစတုတီတာကျွေးတယ်လှူပေးတယ်လာပြီးအလှထည့်ပေးတယ်ရောက်ချင်းစီရအောင်လေကျေးဇူးတင်တယ်ဒါနေရာတိုင်းမှာအလှခံနေကြတာလေဒါကားရင်းနဲ့ပတ်နေတဲ့သူတွေဆိုတာဒါနေရာတိုင်းမှာနေရာတိုင်းမှာနေရာတိုင်းမှာထည့်ပေးကြတဲ့အလှရှင်တွေကြီးပဲအဲ့အတွက်လည်းဒါလှူပေးနိုင်တဲ့အလှရှင်တွေအကုန်လုံးလေကဗျာတကယ်ကျေးဇူးတင်တယ်ဘလောက်လေးပဲလှူလို့ကျေးဇူးတင်တယ်လူချင်းစိတ်ရှိနေတာကိုပဲကျေးဇူးများကြီးတင်ပါတယ်အာ ားလုံးကတော့ဇောနဲ့ကယ်ဆယ်ရေးသမားတွေဆိုလဲအသက်ကိုအသက်ကိုတောင်ကိုမငဲ့ပဲနဲ့ပေါ့နော်ဒီဒုက္ခဖြစ်နေတဲ့မိသားစုတွေအတွက်ကိုနေပူမရှောင်မိုးရွာမရှောင်ကိုအသက်ကိုတောင်မရှောင်သူ့ပေးနေကြတဲ့အတွက်ကတကယ်လဲရင်ထဲကနေဝမ်းသာပီးပြီးဖြစ်ရပါတယ်တကယ်ကိုနေရာတိုင်းမှာသူ့နေကြတဲ့အလူရှင်တွေဒါသွားလှူကြတဲ့ပရဟိတအဖွဲ့တွေဆိုလဲတကယ်ကိုဟိုအဲ့ဒါလေးကတော့ဝမ်းသာစရာပေါ့နော်အင်တိုက်အားတိုက်လူနိုင်တဲ့သူတွေအကုန်လုံးက အများကြီးလူပေးနေကြတာတွေ့တယ်အဲ့အတွက်လည်းတကယ်လည်းဝမ်းသာရတယ်တကယ်လည်းကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ဟိုပုပ်ပုပ်ကိုလည်းဂယူဆိုင်ပါလို့ပြောချင်တယ်ဘာလို့ဆိုတော့ဟိုဒီလိုလူတွေရှိမှလည်းဒါဆက်လက်ပြီးတော့လှုပ်ဆောင်ရမယ့်အလုပ်တွေအများကြီးရှိသေးတဲ့အတွက်ကြောင့်ဂယူဆိုင်ပါလို့တော့ဗျာဒီနေရာလေးကနေပြောချင်ပါတယ်ရှင်